အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်အခုဆိုလို့ရှိရင် YCC မှာကျင်းပပြုလုပ်နေတဲ့ Thai Expo 2025ကားရှိုးလေးကိုရောက်ရှိနေရမှာဖြစ်ပါတယ်ဒီပွဲလေးမှာဆိုလို့ရှိရင်တော့ MG ကလည်းဝင်ရောက်ပြသထားတယ်လို့သိရတယ်ပေါ့နော်အဲ့တော့ဘာတွေပြသထားမလဲတော့ကြည့်ရအောင် ဲဒါလေးကတော့ MG ရဲ့ကောင်လာပဲဖြစ်ပါတယ် MG ကတော့ဝင်ဝင်ချင်းပါနဲ့တခါလဲ promotion ကိုကြေညာပေးထားတယ်6ရက်6လ special promotion အနေနဲ့66တိုင်း cash back ပေးမယ်လို့တခါလဲ promotion ကြေညာပေးထားတယ်ပေါ့နော်ကျွန်တော်ကားလေးတော့ကြည့်ရအောင် MG4 လေးကိုတော့နှစ်စီးပြသထားတာတွေ့ရတယ်ဒီကောင်လေးက standard range ဖြစ်ပြီးတော့ဟိုဘက်က long range ပေါ့နော် MG4 standard range ရဆိုလို့ရှိရင် driving range အနေနဲ့ဆိုလို့ရှိရင်ဒီကောင်လေးက350 km လေးရှိပြီးတော့ battery capacity ကလည်း49 kWh ရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ long range လေးပေါ့နော် MG4 long range ရဲ့ driving range ရဆိုလို့ရှိရင်တော့သူက 450 km ရှိပြီးတော့သူရဲ့ battery capacity ကကျတော့64 kWh ရှိတယ်။နောက်ပြီးအားလုံးစိတ်ပူနေကြတဲ့ after sales service တွေ spare part အပိုင်းမှာဆိုလို့ရှိရင်လည်း MG ကလုံးဝယုံကြည်စိတ်ချရတဲ့အပိုင်းမှာရှိတယ်။ spare part ဆိုလို့ရှိရင်လည်းအပေါ်ပစ္စည်းအများကြီးရှိပြီးတော့ after sales service အပိုင်းမှာဆိုလို့ရှိရင်လည်းစိတ်ချရတယ်လို့ပြောလို့ရတယ်။ကျွန်တော် four part ဆက်ကြည့်အောင်ဒီဘက်မှာတော့ massive လေးကိုပြသထားတာတွေ့ရတယ်ပေါ့နော် massive ရဲ့ mifa 9ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်ဒီကောင်လေးကကြတော့ mpv အမျိုးအစားလေးဖြစ်တယ်ကျွန်တော်အထက်လေးတစ်ချက်သွားကြည့်ရအောင်ဗျာ ျွန်တော်ဒီကောင်လေးကတော့ MPV မျိုးစားဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်ခေါင်းကန်းဝင်ပဲနဲ့ကျွန်တော်အနောက်ခန်းကိုတစ်ချက်ဝင်ကြည့်တာပေါ့နော်အဲဘာလို့လဲဆိုတော့ကျွန်တော်မရိုက်ခင်တစ်ချက်ကြည့်တဲ့လောက်ကတော့သူ့မှာအနောက်ခန်းကအဲတော်တော်လေးမိုက်တယ်လို့ပြောလို့ရတယ်ကျွန်တော်တို့ဒီဘက်ပေါ့နော်ထိုင်ကုန်ရဲ့ဒီဘက်ပြင်ပါဆိုလို့ချင်းတက်စခရင်ပါတယ်ကြာအဲတက်စခရင်ကနေမှဒီတစ်ခုလုံးကိုကွန်ထရိုးလုပ်လို့ရတယ်ဘယ်လိုမျိုးကိုကွန်ထရိုးလုပ်လို့ရလဲဆိုတော့ထိုင်ကုန်ကိုကျွန်တော်တို့စီမာဆက်စီပေးတာမျိုးစီမော်တာတွေပါတာမျိုးနောက်ပြီး install လုပ်တာမျိုးပေါ့နော် install လုပ်တာဆိုတော်တော်လေးမိုက်တယ်ကျွန်တော်တို့ခုပြအဲ ် extend လုပ်လိုက်တာ तू ကထိုင်ကုန်လေးကဒီဘက်ရွေ့သွားမယ်ရွေ့သွားပြီးတော့အောက်ကကောင်လည်းထွက်လာမယ်ဟမ် okay အာမိုက်တယ်ဗျကားလေးကတော့တော်တော်မိုက်တယ်ဒီကားလေးကတော့အခုမှပြထားတာဆိုတော့ကျွန်တော်အချက်လက်တွေကတော့ကျွန်တော်သူ့ရဲ့ ပန်ဖလက်ကနေပဲကျွန်တော်ကြည့်ပြီးပြောမှရမယ်သူက driving range ဆိုလို့ရှိရင်တော့ကျွန်တော် WLTP နဲ့ကိုသူက330နဲ့440ကြာရရလို့ပြောထားတယ်ပြီးလို့ရှိရင်သူ့ရဲ့ battery ပေါ့နော် battery ဆိုလို့ရှိရင် battery capacity ကသူက90 kWh ရတယ်လို့ပြောထားတယ်ပေါ့နော်ဒါလေးကတော့မစိုးဘူးလို့ပြောလို့ရတယ်ဒီကားလေးကတော့ Mazda ရဲ့ MiFa 9ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော် promotion အကြောင်းလေးထပ်ပြောအောင်ဒီပွဲလေးမှာတော့ MP4 ကားတွေကိုဝယ်ယူမယ်ဆိုလို့ရှိရင်တော့6ရက်6လ special promotion အနေနဲ့ 66%သိန်း cashback ကိုရရှိမှာပဲဖြစ်ပါတယ်အရေးကြဝယ်ယူသူများအတွက်ကိုလည်း HP season တွေရှိမယ်ဒီပွဲလေးကတော့ကျွန်တော်ဂျွန်လာ6ရက်9ရက်10ရက်3ရက်တိုင်တိုင်း YCC မှာကျင်းပပြုလုပ်နေတာဖြစ်တဲ့အတွက်လေးလာဝယ်ယူခြင်းသူများအနေနဲ့လာရောက်လေးလာဝယ်ယူဖို့အတွက်ကိုလည်းကျွန်တော်ဖိတ်ခေါ်လိုက်ရပါတယ်ဗျာကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြပါဘောကျွန်တော် just right ကတစ်ချုံပါ